အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ပြောပြမှာကတော့ယူကရိန်းနိုင်ငံအကြောင်းလေးပြောပြချင်ပါတယ်ယူကရိန်းရုရှားစစ်ပွဲအခြေအနေတွေယူကရိန်းနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့အခြေအနေတွေကိုကြားသိပြီးဖြစ်ပါတယ်ဒါပေမဲ့ယူကရိန်းနိုင်ငံအကြောင်းလေးအသေးသေးပြီးတော့ပို့ပြီးစိတ်ဝင်စားမှုကောင်းအောင်လို့ကျွန်တော်ယူကရိန်းနိုင်ငံအကြောင်းလေးရှင်းပြခြင်းဖြစ်ပါတယ်ယူကရိန်းနိုင်ငံဟာဥရောပအခြေပိုင်းမှာတည်ရှိတဲ့နိုင်ငံတိုင်းနိုင်ငံဖြစ်ပြီးတော့ အကျယ်အဝန်းအဖြစ်စတူရန်ကီလိုမီတာ6သိန်းကျော်ရှိတယ်လို့သိရပါတယ်။ဥရောပကုန်းတွင်တစ်ဆက်တည်းရှိတဲ့နိုင်ငံတွေထဲမှာတော့သူကအကြီးဆုံးနိုင်ငံဖြစ်ပါတယ်။အရှိဘက်နဲ့အနောက်ဘက်မှာဆိုရင်ရုရှားနိုင်ငံအနောက်မြောက်ဘက်မှာဆိုရင်ဘီလာရုစ်နိုင်ငံနဲ့အနောက်ဘက်မှာဆိုရင် ပိုလန်ဆလိုဗကီးယားနိုင်ငံပြီးတော့ဟန်ဂရီနိုင်ငံတို့တည်ရှိကြပါတယ်။ အနောက်တောင်ဘက်မှာတော့ရူမေးနီးယားနိုင်ငံနဲ့မော်လ်ဒိုဗာနိုင်ငံတို့တည်ရှိကြပါတယ်တောင်ဘက်မှာတော့အရှိတောင်ဘက်နဲ့တောင်ဘက်မှာတော့ပင်လယ်နဲ့တို့ရှိကြပါတယ်ခင်ဗျာ သူ့ရဲ့မြို့တော်ဟာကီးယက်မြို့ဖြစ်ပြီးတော့ယူကရိန်းနိုင်ငံရဲ့အကြီးဆုံးမြို့တော်လည်းဖြစ်ပါတယ်ဘာသာစကားအနေနဲ့တော့ယူကရိန်းဘာသာစကားကို ပြောဆိုကြပြီးမဲ့ရုရှားဘာသာစကားကိုတော့နိုင်ငံအတွင်းရှိလူအများကကြွန့်ကြွန့်ကျင်ကျင်ပြောဆိုနိုင်ကြပါတယ် 1991ခုနှစ်မှာဆိုဗီယက်ပြည်တော်စုကြီးပြိုကွဲသွားတဲ့အချိန်မှာဩဂုတ်လ24ရက်နေ့1991ခုနှစ်မှာလွတ်လပ်တဲ့နိုင်ငံအဖြစ်တည်မှတ်ပြုခြင်းခံခဲ့ရပါတယ်။အကန့်အသတ်ရှိတဲ့စစ်ရေးမဟာမိတ်အဖြစ်နဲ့1994ခုနှစ်မှာနေတိုးနဲ့ငြိမ်းချမ်းရေးအတွက်မဟာမိတ်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြပါတယ်။2013ခုနှစ်မှာတော့ယူကရိန်းမှာစံတပြပွဲတွေဖြစ်ပေါ်ပြီးတော့ အစိုးရတဲ့ဖွဲ့စည်းရေးဆိုတာလည်းဖြစ်ပေါ်လာခဲ့ပြန်ပါတယ်2014ခုနှစ်မှာတော့ခရိုင်းမီးယားဒေသကိုရုရှားတပ်တွေကအမှားသားမပါတဲ့ဘက်ဒစိတ်လက်မောင်းဒစိတ်တွေမပါဘဲနဲ့ဝစ်ဆင်ထားတဲ့စစ်ဝေစုံတွေနဲ့ရုရှားနိုင်ငံကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်နောက်ပိုင်းမှာတော့ရုရှားခွဲထွက်ရေးသမားတွေကနေရာအနှံပြားမှာလိုက်လံသိမ်းပိုက်မှုတွေစစ်ပွဲတွေဖြစ်ပေါ်နေရတယ်လို့သိရပါတယ် အခု2022ခုနှစ်မှာတော့ဖေဖော်ဝါရီလမှာရုရှားကယူကရိန်းကို NATO အဖွဲ့ဝင်အဖြစ်ဝင်ရောက်လို့တဲ့ပြက်ကိစ္စနဲ့ပတ်သက်ပြီးစစ်ရေးအရာကျူးကျော်ဝင်ရောက်လာတာကိုလည်းသိရှိရပြီး ဖြစ်ပါတယ်။ဒီစစ်ပွဲဟာယနေ့ထက်တည်းနဲ့ရှိနေစေဖြစ်ပါသေးတယ်။ယူကရိန်းနိုင်ငံဟာလွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးခဲ့တော့လေဥရောပတိုက်မှာတော့အစင်းရဲဆုံးနိုင်ငံတစ်ခုဖြစ်ခဲ့ကြပါတယ်။ မြေစီမြေသားတွေအလွန်ကောင်းပြီးတော့စစ်မဖြစ်ခင်အချိန်တုန်းကဆိုရင်စပားအများဆုံးတင်ပို့တဲ့နိုင်ငံထဲမှာတန်နိုင်ငံဖြစ်ခဲ့ပါတယ်ယူကရိန်းတမိုင်းအကြောင်းလေးကိုကျွန်တော်ပြောပြချင်ပါတယ်ယူကရိန်းနိုင်ငံဟာဆိုဗီယက်ပြည်တော်စုမှာပါဝင်တဲ့တပရနိုင်ငံတစ်ခု ဖြစ်ပါတယ်ယူကရိန်းနီယန်ဆိုဗီယက်ဆိုရှယ်လစ်တပရနိုင်ငံလို့ခေါ်ဆိုခဲ့ကြပါတယ်ယူကရိန်းနိုင်ငံသားတွေဟာဆလာဗလူမျိုးအနွယ်ဝင်တွေဖြစ်ကြပြီးတော့ လူဦးရေ45တန်းခန့်ရှိကြပါတယ်။စိုက်ပျိုးရေးတပ်ထုတူးပေါ်ရေးနဲ့စက်မှုလုပ်မှုလုပ်ငန်းတွေမှာထွန်ကားခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်မတိုင်မီချိန်တုန်းကဆိုဗီယက်ပြည်ထောင်စုရဲ့ကြောင်ပီးတွေထုတ်လွှတ်မှု၅ပုံတစ်ပုံဟာယူကရိန်းနိုင်ငံကရရှိတာဖြစ်ပါတယ်။မြို့တော်ကီးယက်မြို့ဟာလည်းနီပါမြစ်ပေါ်မှာတည်ရှိတာပဲဖြစ်ပါတယ်။16ရာစုလောက်တုန်းကဆိုရင်ယူကရိန်းနိုင်ငံတည်ရှိရာအဲ့ဒီဒေသကို Gossett လူမျိုးနွယ်ဝင်တွေစတင်အခြေချနေထိုင်ခဲ့တယ်လို့သိရှိရပါတယ်။ဆက်ရှိရာစုလောက်မှာတော့ယူကရိန်းနိုင်ငံရဲ့အရှေ့ပိုင်းဒေသကိုရုရှားဇာပရင်ကသိမ်းပိုက်ခဲ့ပြီးတော့နောက်ပိုင်းအနောက်ပိုင်းဒေသကိုတော့ဩစတီးယားနိုင်ငံကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့ရုရှားတော်လှန်ရေးကြီးဖြစ်ပေါ်လာခဲ့ပြီးတဲ့နောက်1919ခုနှစ်မှာ Ukrainian Soviet Socialist တပ်မတော်နိုင်ငံဆိုပြီး ဖြစ်ပေါ်လာခဲ့ပါတယ်။တပန်1923ခုနှစ်မှာတော့ဆိုဗီယက်ဆိုရှယ်လစ်တပ္ပရနိုင်ငံအဖြစ်နဲ့ရုရှားနိုင်ငံနဲ့ပူးပေါင်းပြီးတနိုင်ငံနဲ့ပေါင်းစည်းနေထိုင်ခဲ့ကြပါတယ်။ဒုတိယကမ္ဘာစစ်ဖြစ်တဲ့အချိန်တုန်းကဆိုရင်ယူကရိန်းနိုင်ငံဟာစစ်မြေပြင် ဖြစ်ခဲ့ကြရပါတယ်။1940ခုနှစ်မှာတော့ဂျာမန်တပ်တွေကယူကရိန်းတနိုင်ငံလုံးကိုသိမ်းပိုက်ခြင်းကိုခံလိုက်ရပါတယ်။အဲဒါကြောင့်မလို့လေ1944ခုနှစ်မှာ ရုရှားတပ်တွေကဂျာမန်တပ်တွေကိုတိုက်ထုတ်ခဲ့ကြပြီးတော့ဒီဒေသကိုရုရှားနိုင်ငံကပြန်လည်ရယူခဲ့ပါတယ်။စစ်ပြီးသွားတဲ့နောက်မှာတော့ချက်ကိုဆိုလိုဗီကီးယားနိုင်ငံရဲ့ပြည်နယ်တစ်ခုဖြစ်တဲ့ရူသီနီးယားပြည်နယ်ကိုယူကရိန်းနိုင်ငံကရရှိလိုက်ပါတယ်။ကျွန်တော်ရဲ့ page လေးကိုကြည့်ခြင်းအပြင်ဗဟုသုတရမယ်လို့မျှော်လင့်ပါတယ်။ဒါကြောင့်မလို့လဲ like follow subscribe လေးပေးကြပါဦးခင်ဗျာ။ အားလုံးကျန်းမာပြီးရန်သူမျိုး၅ပါးအန်ဒီရကကိဝေးကြပါသည်ခင်ဗျာ။